မန်တရားမြတ်တို့များအလုံးမင်္ဂလာပါဗျာနော်ဒီနေ့ကျွန်တော်မန်တရားလေးတွေနေရှာပြမယ်ဒီနေ့မန်တရားလေးတွေကိုဘာတွေရှာပြရှိလဲဆိုတော့တော်လရဲ့အခွေးတွေနေနေပေါ့နော်မိမိအင်္ဂလိပ်ရှင်းတိုက်ပြီးနေနဲ့ဆက်ဆက်ရမှာဘလို့ဆက်ဆက်နေကြတယ်လဲဥပမာပေါ့ဗျာဒီကချင်ဖက်မှာဆိုရင်တရုံနဲ့နော်ဒီရှမ်းပြောက်မှာဆိုရင်တရုံနဲ့ဒီရခိုင်ဖက်မှာဆိုလို့ရှိရင်ဒီကျွန်တော်တို့ဘင်္ဂလားနဲ့အိန္ဒိယနဲ့ ဒီတနေ့စာရေးတိုက်ပေါ့နော်ဖက်မှာဆိုရှင်တောက်ပိုင်းမှာဆိုလို့ရှိရင်ထိုင်းနိုင်ငံပေါ့အဲ့လိုမျိုးတွေနိုင်ငံချက်နေချင်းဒီနံပါတ်3 session မှာတော်လည်းအဖွဲ့တွေနေနဲ့ initiation တိုက်ပြည်တွေနေနဲ့တိုက်ပြည်အုပ်ချုပ်တဲ့လူတွေပေါ့နော်ဒီလက်ရှိအုပ်ချုပ်တဲ့လူတွေနဲ့ဘယ်လိုဆက်ဆံနေကြသလဲဆက်ဆံသင်းသလဲဆိုတာကိုဒီနေ့ကြော်ချာပြသမှာဖြစ်ပါတယ်အဲ့ဒီတော့လက်ရှိတော်လည်းအဖွဲ့တွေဆိုတာမြန်မာနိုင်ငံထဲမှာအာနာရထားတဲ့နော်အစိမ့်မဲ့ပြထားတဲ့အဖွဲ့အစည်းတွေမဟုတ်သေးပါဘူး ဥမာရခိုင်ကိုအေအေကထိန်းချုပ်ထားတယ်ဒီကချင်းကချင်းပြည်ကိုကချင်းပေါ့နော်ဒီ95ရခိုင်တို့ကိုအေအေကထိန်းချုပ်ထားတယ်ချမ်းမြောက်ကိုတဲပုတ်စုထိန်းချုပ်ထားတယ်နော်ဒီနေ့ဒီကျွန်တော်တို့ဒီအောက်ဘက်တောက်ဘက်မှာဆိုပြီးတချို့တဲဘက်ကိုကဲယူနေပေါ့နော်အောက်ဘက်တွေကထိန်းချုပ်ထားတယ်ဆိုပေမဲ့ဘီအင်းနီရှင်းနိုင်ငံတွေတည်တာကမြန်မာနိုင်ငံမှာလက်ရှိတည်ဆဲအစိုးရလို့ခေါ်ရမယ်ပေါ့နော်အဲ့ဒါဆိုသူကသူတို့နိုင်ငံရဲ့အာဏာကိုဘယ်လိုပဲယူထားတာယူထားတော့လက်ရှိမင်းအောင်လဲ ဟိုအုပ်စုဟာကိစ္စဆိုတာနော်နိုင်ငံတကာကတအသိပေးပြတာဖြစ်တယ်။အဲဒီဘက်ကအသိပေးမပြပါဘူးဆိုတဲ့စကားတွေကိုမင်းအော်လာလို့တိုက်နေတဲ့အဖွဲ့တွေကပြောနေတာဖြစ်တယ်။ဒါဒီဘက်လုံးကအသိပေးပြထားလို့ပဲမင်းအော်လာလို့နော်စကားကစကားနေပြီးရင်လွှဲထားတဲ့ဒီတန်ဟိုတန်ရုံးတွေတန်တမန်အဖွဲ့တွေကအဲ့ဒီနိုင်ငံတွေမှာသိရှိနေတာဖြစ်တယ်။ဒါကိုကျွန်တော်ပထမဆုံးပြဖို့လိုတယ်။ဟာဘင်္ဂလားဒေ့ရှ်ကဒီမြန်မာစွာနဲ့မကိုက်ဘူးဆိုပေမဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တယုံရှိတယ်ဒီမှာတယုံအဲ့တယုံရဲ့တယုံကိုမြန်မာတယုံလောက်တော့လောက်လိုက်တော့အဖြစ်ခေါ်လိုက်တော့အဖြစ်အဲ့တယုံမှာချက်လူတွေကဘယ်သူတွေလဲမင်းအောက်လိုက်ရုံနဲ့ပတ်သက်တဲ့လူတွေဖြစ်တယ်ထိုင်းနိုင်ငံမှာတိုင်းမှာဂျပန်ကိုရီးယားအကုန်လုံးမှာပြောနေရဆုံးမှာတယုံရှိနေတယ်ပေါ့အဲ့တော့အဲ့လိုတယုံရှိတဲ့တဲ့နိုင်ငံမြန်မာနိုင်ငံနိုင်ငံတိုင်းမှာနော်မြန်မာနိုင်ငံကနေပြီးအစိုးရကဘယ်လိုပြောလို့ဆိုလို့ရှိရင်လက်ရှိအုပ်ချုပ်နေတဲ့အစိုးရကိုပြောမှာ ။မရခင်မအုပ်စုတော်ရခင်ကအစိုးရအားခင်ကတက်တော့အစိုးရဆိုပြီးပြောလို့မရသေးဘူး။ဒီတော့အဲ့လိုအစိုးရပြရဖြစ်လာဖို့အတွက်ဒီနော်ဒီတော်နဲ့ဖွဲ့စည်းတဲ့ကောင်းဆောင်တွေဟာအင်းနီးရှင်းနိုင်ငံတွေနဲ့ဆက်ဆံမှုတွေအများကြီးပြုလုပ်ရတယ်။ဆက်ဆံမှုတွေအများကြီးပြုလုပ်တဲ့အချိန်မှာဟိုင်းလိုအဲ့ဒါလည်းဆိုတော့ကျွန်တော်အပြုတ်ဘောဆောင်တဲ့နော်ပြေဆုံးဖိနှမှုတွေလိုအပ်မှုတွေဒီတော့တယောက်ယုံကြည်မှုတွေတစ်ဖက်တစ်ဖက်လေးစားလိုက်တာမျိုးဒါတွေကိုကျွန်တော်တို့ပထမဆုံးအနေနဲ့ တည်ဆောင်ရတာဖြစ်တယ်။အဲကြောင့်ကျွန်တော်ရခိုင်တချို့ကပြောကြတယ်နော်ပထမမြန်မာပြောကြတယ်ဒီဘင်္ဂလားဒေ့ရှ်ကခုခုဖန်ငါခုဖန်တဲ့နော်ဘင်္ဂလားဒေ့ရှ်ဘင်္ဂလားဒေ့ရှ်မျိုးတွေကိုပေါ့နော်ဘင်္ဂလားဒေ့ရှ်မျိုးတွေကိုဘင်္ဂလီတွေကိုအခက်တက်တော့နေပြီပြန်ပို့ပြန်ပို့ပေးနေတယ်ပေါ့နော်အဲ့ဒါကိုတချို့ကပြောတယ်ဟာအခက်တက်တော့ဘင်္ဂလားဒေ့ရှ်ကိုကြောက်နေတယ်လို့ကလန်စပီးမိဖွဲထုတ်လာတာတွေ့ရတယ်အဲ့တော့ကြောက်စရာကြောက်မရှိပါဘူးဘင်္ဂလားဒေ့ရှ်မပြောနဲ့ဘယ်နိုင်ငံဖြစ်ဖြစ်ကျွန်တော်ကြောက်စရာကြောက်မရှိဘူးတိုးတော်လဲ တန်တမခုလည်းကုသဆက်ဆံရေးအတွက်တန်တမရေးရတန်တမရေးရတိစားဖို့အတွက်နော်ယုံကြည်မှုလိုတယ်ယုံကြည်မှုမရှိဘူးနဲ့ဘာလုပ်လို့မရဘူးဒီကိစ္စတွေကလူတောင်နဲ့တယောက်ကြီးခင်မင်းရေးမှုဆိုယုံကြည်မှုလိုတယ်ပေါ့နော်အဲ့တော့ဘင်္ဂလားဒေ့ရှ်ဆိုတာနဲ့အဲ့လိုဆက်ဆံမှုပြောဆိုဆက်ဆံမှုဖြစ်လာတယ်ချင်ပါခုဆိုလို့ရှိရင်ပြည်နယ်တိုင်းပဲဘင်္ဂလားဒေ့ရှ်အစိုးရကိုယ်တိုင်ကအဲ့ခက်တော်တော်နဲ့နော်ဥပုပ်ဆောင်ရွက်မှုတွေလုပ်လာတာကိုတွေ့ရတယ်ဒါကိုချင်းချင်းအားရပါဘူးများတယ်ဆိုတော့ဘင်္ဂလားဒေ့ရှ်ဆိုရကိုလည်းအဲ့ခက်တော်တော်ရဲ့နော်ဒီလက်ရှိ ya credita ma che tun job no credita ma lu byaw ma le di thain chong na yi le credita ko ho au chong ni ni de atai da tuk ko tu a ti mat pyu da le lo chaw pyaw ya ma phit de a ti mat pyu da lu le a hla di ဘီလာရခိုင်နေချာဆောင်နေဇနေချာဆောင်ပေါ့နော်ရခိုင်ကဲဆောင်တက်နဲ့ဘီလာကဲဆောင်တက်တွေဟာကျောင်းတက်ရောက်ဆက်တင်မှုတွေလုပ်ပြီးပြင်လင်းပြီးမှတစ်ဖက်တစ်ဖက်ပြဿနာဖြစ်အောင်ဒီကျွန်တော်တို့ဒီဆော်ရက်နဲ့တွေးရတယ် အဲ့လိုပဲဒီဟိုပါဗောဒီဘင်္ဂလီအမျိုးဒီရိုညာအမျိုးဘင်္ဂလီချဲဖက်ပေါ့နော်ဘင်္ဂလီလက်မဟုတ်ဘူးရခိုင်မနေနဲ့ဒီဘင်္ဂလီလက်မဟုတ်ဘူးနဲ့နာမည်လင်ခံပြီးရင်အဲ့လိုဒီဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောဒီရခိုင်ပြည်သားကိုရောအနောက်ချက်ပြေးနေတဲ့အဲ့ဒီအချဲဖက်အုပ်စုရဲ့ AIS AIS ဆိုတဲ့ပေါ့နော်အဲ့အချဲဖက်အုပ်စုတွေကတော့အခုရှိနေပြီဘင်္ဂလားဒေ့ရှ်စုကလည်းနော်သူတင်စစ်ဥပဒေနဲ့တင်းတင်းကြပ်ကြပ်ကြိုးတော့တွေးရတယ်အဲ့လိုဒီဘက်မှာဆိုရင်အခက်တော်ရဲ့လုံချိုးရေးဆော်ရွက်ချက်တွေကတော့ ဒီအကျယ်ဖက်သမားတွေနေလို့မရဘူးနေစရာမျိုးမချူဖြစ်နေပြရတယ်ဒါဟုတ်ပါဘူးခေါ်ပြနေလဲဆိုတော့နော်ဒီခေါ်လေးအခွေတစ်ခုအနေနဲ့နိုင်ငံတကာဒီနိုင်ငံအခက်နိုင်ငံတကာဆက်ဆံတဲ့အခါမှာပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီလူကြည့်မှုတော်တော်ကိုပြုယုံကြည်မှုပေါ့နော်လူကြည့်မှုအဓိကတိဆောက်တာဖြစ်ပါတယ်လူကြည့်မှုတိဆောက်ပြီးခက်ခါလာမှာနောက်ဖြစ်လာမဲ့တန်တမရေးရနိုင်ငံရေးရဟိုလာဒီစီးပွားရေးလူမှုရေးတွေကိုတိဆောက်တော့မှာဖြစ်ပါတယ်လူကြည့်မှုမရှိဘဲနဲ့ဒါတွေတိဆောက်လို့မရဘူးနော်ဒါကိုဒီလိုတော့ အဲ့ကြောင့်တချို့ကပြောကြတယ်ဒီကျွန်တော်တို့အားခက်တော်နေပြီငါဖဲနော်ဒီပင်ကလေးကငါဖဲခုံဝင်ဖဲတဲ့လူတွေကိုပြန်ပြပေးတဲ့အစားတွေမှာဆိုလို့ရှိရင်တချို့ကဆိုလို့အဲ့လိုမျိုးပြောကြတယ်ပေါ့နော်အားခက်တော်နာကပင်ကလေးတွေကိုကြောက်နေတဲ့ပုံစံမျိုးရှိတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ရှင်းပြတာကျွန်တော်တို့ဘယ်လိုတိဆောက်ခဲ့ရတယ်လဲလူကြည့်မှုဆိုတာအခုဆိုလို့ရှိရင်အဲ့လိုမျိုးနေတဲ့အချိန်မှာပင်ကလေးတွေအစိုးရကိုလည်းကသူတို့နိုင်ငံရှိတဲ့ငါဖဲသမားတွေကိုတော့တင်ကြတော့ပြည်တော်ကြောက်ပြရတယ်အဲ့လိုပဲအကျံဖက်နိုင်မင်းလေးအကျံဖက်တွေကိုလည်းအခုဆိုခင်ဗျားတို့မြင်လိုက်တဲ့တင်းတဲ့စာတွေမှာမြင်တတ်ပါတယ်တင်းတဲ့ကြိုက်တော့ပြရတယ် အဲ့လိုပဲဟိုနေ့ကရောက်တော့တဲ့နော်ဒီကုရသမတွင်းမှုအတွင်းမှုရှုဆိုလာအဲ့ကောက်ဆိုလို့ရှိရင်ဒီနာမီလင်းနက်နေပေါ်တော့သူနေပြီးစားတော့ပြီးနာမီလင်းဒီရဲ့ဒီဘာသာရေးပွေတော်တွေကိုအဖုံချပြီးပေါ့ဗျာအဲ့ဘာသာရေးကိုကုလုံးလုပ်ပြီးပြောဆိုတော့တွေ့ရတယ်အဲ့လိုပြောဆိုချက်တွေကိုလည်းမီနာဒီရှက်ဆိုရနေပြီးအနေနဲ့တိတ်ကျွန်တော်ကြည့်ရတာအာပီအလောက်လုံးတဲ့ပုံရှိဘူးပုံမှန်ဆက်ဆံတဲ့အတိုက်ရောက်တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီချီရှာပြောမီနာဒီရှက်ဆိုရတာ တို့နိုင်ငံနဲ့ကျွန်တော်အခက်တက်တော်ဒီခေဒီဘုံထူတဲ့အခက်တက်တော်ရင်းနေတယ်မနော်ဘင်္ဂလားဒေ့ရှ်ဆိုတာနဲ့အခက်တက်တော်နဲ့ဆက်ဆံရေးရကောင်းမွန်နေတယ်ပေါ့တိဆောက်ထားတာကိုကျွန်တော်တွေးရတယ်ဒီဒါကြောင့်လည်းအခုဆိုနေဆက်ဒီမှာတင်ချင်းအေရှီယံကိုတွေးရတယ်ဟိုအရင်ကဆက်လက်ဆက်လက်ထက်မှာဆိုလို့ရှိမှာနော်ဖီနာဂျီရှင်နဲ့ဒီမြန်မာဖက်နဲ့ပတ်သနာဖြစ်တာတို့နော်နောက်ပြီးရင်ဒီအကျယ်ဖက်ဖွေးတွေနဲ့မရှာခနာတယ်ဆိုလို့အဲ့ဒီနေဆက်တော်ဝင်ရောက်ပြစ်ခဲ့တာကိုတွေးရတယ် အခုတော့အဲ့ဒါတွေကိုလည်းကျွန်တော်တို့ထိန်းချုပ်ထားနိုင်တယ်ပေါ့နော်တစ်ဖက်နေဟိုပြည်နယ်ဆိုင်ကနေအာခတ်တော်နဲ့ပူပေါင်းပြီးထိန်းချုပ်နိုင်အောင်တွေးရတယ်အဲ့လိုပဲဒီကချင်ဒေသမှာဆိုလို့ရှိရင်ပေါ့နော်ဒီတရုတ်တွေအနေနဲ့ကျွန်တော်ကချင်ဒီကိုလက်ဆက်မှုခုတော့ချိုးစားခဲ့အောင်တွေးရတယ်နောက်ဆုံးကချင်ဒီကတရုတ်တွေရဲ့နိုင်ချင်းမှုတရုတ်တွေရဲ့ဒီစီဘော်ယူနဲ့ပေါ့နော်တရားအနိုင်ချင်းမှုတွေကိုတိလာတဲ့ရှိမှာ တေဦးလည်းအောက်ကထွက်ပြီးရင်တည်တဲ့ရက်တီချဲတော့ရက်တီလာတဲ့ကြောင့်ခုဆိုလို့ရှိရင်ဒီကျွန်တော်တို့တေဦးဟာ KIA ကိုဒီနေ့ဘာလို့ပြောမလဲဆိုလို့ရှိရင်မချိမနှဲမှုတွေရှိတဲ့အတွက်နဲ့တစ်ဖက်တစ်လင်းကနေပြီးသူတို့လက်သက်မွေးထားတဲ့လက်နက်ကဲခွေးတွေနဲ့ပဏိမခဖြစ်အောင်ဆောင်ရွက်နေတွေ့ရတယ်ဒီတော့လည်းဒီ KIA အနေနဲ့တော့ဒီပဏိမခတွေကိုအတက်လက်စပြီးတော့ဖြည့်ရှင်းသွားမယ်ဆိုပြီးရင်သူတို့အနေနဲ့ပေါ့နော်ဒီစိတ်ရှိရှိနဲ့သိခိုင်ခွင့်ပြုတော့ကြောင့်တွေ့ရတယ်အဲကြောင့် တေုလက်သက်မွေးထားတဲ့တော်လည်းအဖွဲ့အမိခံထားတဲ့အဖွဲ့တွေနေနဲ့ထပ်ပြီးပေါ့နော်တော်လည်းနဲ့ပြန်လာဖြစ်ဖို့ကြရေးအချိန်လူမျိုးတွေနဲ့ပတ်သက်ဖြစ်ဖို့ကျွန်တော်ကအကြံပေးရှင်တာပေါ့ဒီနေရာမှာကျွန်တော်ဒီနေရာမှာနိုင်ငံအလေးပိုင်းမှာကြီးမဲ့ဆိုရင်လည်းလက်ရှိအလေးပိုင်းမှာရှိမဲ့ဆိုလို့ရှိပါတော့ဒီဝက်စခိုင်တိုင်းဘက်မှာကြီးမဲ့ဆိုလို့ရှိရင်လည်းဒီ NUG လို့ပေါ့နော် NUG ပါတော့ NUG အနေနဲ့ဒီလိုဟိုကပေါ့နော်ဒီအတိုက်ခံပဲပြောပြော ပါပဲဒီလိုတော့အဲ့ဒီ NLD ကခွတ်တော့ဖွဲ့စည်းတဲ့ဥနေနဲ့ရတော့အနေနဲ့ဘာလို့တင်းလဲဆိုတော့နိုင်ငံတကာဆက်ဆက်ရေးတင်မှာနိုင်ငံတကာယုံကြည်မှုရဖို့လိုတယ်လို့ကျွန်တော်ပြောတယ်နိုင်ငံတကာယုံကြည်မှုမရဘဲနဲ့ဒီတက်တာဆက်လုပ်နေမှာဆိုလို့ရှိရင်ခင်ဗျားတို့အနေနဲ့အောင်မြင်မှုတော့ရအောင်ပို့ပြည်သူလူထုရဲ့ထောက်ခံမှုလည်းရအောင်ပို့အောင်မြင်ဒီနိုင်ငံရေးစည်းရေးမှာအောင်မြင်မှုမရဘူးလို့ကျွန်တော်တို့မြင်တာပေါ့နော်တက်တာခုအနေနဲ့ ။ဘာဖြစ်လို့ဒီလိုပြောလဲဆိုတော့2023မှာပြောခဲ့တဲ့ဇာတ်ရည်နဲ့လက်ရှိ2023မှာဖြစ်နေတဲ့အဖြစ်အပျက်တွေကအရက်ကိုဟာလွန်းနေတယ်။တော်လည်းအဖွဲ့တွေဘက်မှကြီးမဲ့ဆိုလို့ရှိရင်လက်ရှိမှာ PDF ပါဝင်မှုလည်းဒီတော်လည်းလက်နဲ့ကတော်လည်းအဖွဲ့တွေလုံးဆုံးချက်တွေကနော်အနည်းနဲ့အများတော့ကျွန်တော်တို့ပို့ပြီးဒီတော့လည်းခွေးတုံချားမှုပေါ်ကတော့ပို့ပြီးတော့ဒီ energy ကပြောဆိုတဲ့ပတ်သက်ပြီးခွေးလိုက်တော့ရှိရတယ်တွေးရတယ်ပေါ့ ဒီတော်လည်းဖွင့်နေတဲ့ပေါ့နော်လက်ရှိဒီရဲ့ပါဝင်ဒီတော်လည်းဖွင့်နေတဲ့မြန်မာနိုင်ငံလက်ရှိသူကိုဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေမှာဒီဆွေးနွေးအနေနာခံမှုတွေဆွေးနွေးအနေနာခံမှုတွေပေါ့နော်ကျွန်တော်ဒီအသက်ကအစဒီကိုလည်းအင်္ဂါဆွေးဆုံးချုံမှုတွေကအစပေးဆက်ပြီးရင်နိုင်ငံအတွက်မြန်မာနိုင်ငံရဲ့အနာဂတ်အတွက်ကြိုးစားနေအောင်တွေးရတယ်အဲ့ဒီချိန်မှာဟုတ်လားဒီတချို့တချို့တော့မပြောမယ်ဆိုရင် NGO ကေသူတော့ဖွင့်စီတချို့နော် ဒီစာကစားနဲ့လဲဝါရိုက်ထားတဲ့တဖွဲ့စီတချို့ကိုကျွန်တော်မြင်ရတယ်စာကစားလိုက်လဲဝါရိုက်ထားတဲ့ဖွဲ့ဆိုလို့ရှိရင်ဘောနော်ဥမာပေါ့ချင်းချင်းပြောမယ်ဆိုလို့ရှိရင်လည်းမပြောမသားမှုမှာပါလိပါဝင်နေတယ်ဆိုတော့ဒီချင်းဘက်မှာဆိုလို့ရှိရင်ဒီ CNC CF ပါဝင်နေနော်ဒီ Shan data ဘက်မှာရှိလို့ရှိရင်ဒီ Shan လက်နက်ကိုက်ဖွဲ့ပါဝင်နေအဲ့တော့ဒီ KNU ဘက်မှာဒီ Shan မြန်မာနိုင်ငံတဝက်မှာရှိမယ်ဆိုရင်လည်းဘောနော်မြန်မာတဝက်မှာအခြေချထားတဲ့ KN ဒီ KN လက်နက်ကိုက်ဖွဲ့စီတီဟာဆိုပါလေ ဒီစုစုမှုမရှိတဲ့ပဲနဲ့ဒီနောက်ဆုံးကဒီ DGPA လို့ KNDA လို့ပေါ့နော်အဲ့ဒါဖွေးစီတည်ရဲ့နော်ချင်းချောက်မှုကိုမကြကြခံနေရတယ်ဒီတော့ဒီလိုဖြစ်လာတဲ့အကျိုးဆက်တာဆက်တဲ့အဲ့ဒီကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ဘာဖြစ်လို့လဲဆိုတော့အဖွေးစီတစ်ခုမှနော်ဒီကောစမှုအပိုင်းဒါကြောင့်တောက်ယုံကြည်မှုနေပါမှုအပိုင်းဖွေးစီပုံနော်ဒီအဲ့ဒါတွေကိုအာနေချက်တွေကြောင့်ဒီလိုဖြစ်တာမြင်တယ်ဒီအာနေချက်ကိုကျွန်တော်ဘယ်မှာတော့မြင်ရလဲဆိုတော့ပထမဆုံးအနေနဲ့တော့ဒီပြည်သူ့ ဆိုတာပြောနေတဲ့ဒီ NUG ရဲ့ပြောဆိုချက်တွေကအများကြီးတွေ့ရတယ်2021နော်ဒီအရေးခင်ပြီးကာလာပါပေါ့နော်ကာလာပြီးတော့ဒီလက်လက်ကိုက်တော်လိုင်းကိုစားပြီးဇော်ဝဲဇော်ဝဲကြတဲ့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတဝမ်းလုံးပေါ့နော်ဒီကျွန်တော် EAO တွေကိုပြောသေးဘူးနော်ဒီမြန်မာနိုင်ငံမှာရှိတဲ့လူငယ်တွေကလက်လက်ကိုက်တော်လိုင်းစင်နေရှိမှာသူတို့ဟာဦးစီးဥစားမလို့မရှိဘူးသူတို့လည်းသူတို့ကလည်းလက်နက်တွေနဲ့တော့နှိဆက်ရ EAO တွေစီမှာဟုတ်လားချင်းချင်းပြောပြအသနာခံပြီးဒီ EAO တွေရဲ့ယုံကြည်မှုရောက်တိဆောက်ပြီး ဒီစစ်တင်တဲ့တက်ခါပြရှိတဲ့ဥရခိုင်မှာရှိတဲ့ချင်းမှာရှိဒီရခိုင်မှာရှိတဲ့ကချင်းမှာရှိတဲ့ကရင်မှာရှိတဲ့အဓိကပေါ့နော်အဲ့နေရာဒီမှာအဓိကတင်တဲ့တက်ပြီးသူတို့ဟာဒီအဖွဲ့အစည်းတစ်ခုတည်ဆောက်ခဲ့တာဖြစ်တယ်အဲ့ဒီအဖွဲ့အစည်းတည်ဆောက်တဲ့ကာလမှာပါ NUG ကနာမည်အမျိုးမျိုးပေါ့ CRPH0 ဘာလို့နာမည်အမျိုးမျိုးပြောင်းပြီးပေါ့နော်အခု NUG ဆိုပေါ်လာပြီးမှသူလည်းအောက်မှာရှိတဲ့အဖွဲ့အစည်းတွေဖြစ်နော်ပထမဆုံးပုံဖော်လာတယ်အဲ့ဒီပုံလာတဲ့ကာလမှာစကိုက်တက်ထိပ်မှာရှိနေခဲ့တဲ့အရင်ကနော်ဒီ ဘုန်းကအုပ်စုပေါ့နော်လက်ရှိဆိုပြီးပြည်နာတွေပေါ့အဲ့ဒီအုပ်စုပေါ့နော်အဲ့ဒီငါဆိုတော့တော်ဝင်ငါတက်မတော်ပေါ့တက်တော်ပေါ့နော်အဲ့ဒီအဲ့ဒီအခုလက်ရှိ PNRA အနေနဲ့နော်အဲ့ဒီချိန်မှာဘလော့ဖြစ်တိုက်ခွေလုပ်ခဲ့တယ်လေအော်မင်းမျိုးတွေခဲ့တယ်လေဘေးပွေးစီကမလော့ဖြစ်မတိုက်တဲ့ချိန်မှာမြန်မာရခဲ့ဒီစကိုက်တိုက်ထဲမှာရေးမှာပြင်ဖမတိုက်ခွေရဒီစကားဖော်ဆောင်ခဲ့တာအဲ့ဒီဘုန်းကအဖွဲ့ဆိုတာကိုမြင်လို့မရဘူးသူတို့ဘလော့ဖြစ်အသက်တိပြီးဆုံးဆုံးရှုံးခဲ့တယ်လေဘလော့ဖြစ် ဒီကိုလိုက်အားလေးဆုံးချခဲ့တာတော့ကျွန်တော်သိတာမဟုတ်ဘူးသူတို့ဘက်သိမှာဒီလောက်ထိပြေဆက်ခဲ့တာနောက်ဆုံးကြတော့ဘာဖြစ်လာလဲဆိုတော့ဒီ NUG ကနေပြီးတော့သူတို့ဖွေးထားတဲ့အဖွေးစီတွေနဲ့အဲ့ဒီဘုန်းကနဲ့ပထမတော့ဗျာဒီဒီ NUG ရဲ့ပေါ့နော် COC လဲအောက်မှာစီတုံးရှိတယ်လို့ပုံစံမျိုးပုံဖော်ယူနောက်ဆုံးကြတော့အချင်းချင်းเนาะဒီဘုန်းကဟိုအလုံးချက်မှုတွေထပ်ထပ်ဖြစ်လာတယ်ပြည်သူလူထုအချင်းချင်းတော့เนาะစေဝင်ခွေတာကိုဖြစ်လာတယ်ဒါတို့အဓိကလုံးဆောင်ခွေတာဘယ်သူလဲဆိုလို့ရှိရင် NUG ကဖွေးပေးထားတဲ့ ငါပါတော့လို့အမြခံဒီဇော်ထဲတော့အုပ်စုပေါ့နော်အဲ့ဒီအုပ်စုရဲ့ဒီဘယ်လိုပြောရမလဲဒီအာနာလူမှုအာနာထင်းချုံရှင်တယ်ပေါ့နော်အဲစခက်တိုင်းထိမှာသူတို့ရဲ့ဒီအာနာထင်းချုံဖို့ကြိုးစားတာတွေကြောင့်နော်အဆင်မပြေဖြစ်ပြီးနောက်ဆုံးကြတော့ဒီရေးမှာပြောပါနော်ဘိုလ်ကလည်းအုပ်စုထဲတာရင်းလေးရင်းတော့ပြန်ပြီးရင်ဒီဘိုလ်ကလည်းပူပေါင်းပြီးရင် ရောက်ရှိလာတဲ့အဆင့်တစ်ယောက်တော့တယ်နောက်ဆုံးဘုံတကားကိုလုံးချန်တဲ့အဆင့်တွေအများကြီးရောက်ခဲ့တယ်ဘုံတကားရဲ့လက်အောက်မှာရှိတဲ့တဲမှုတွေကိုလုံးချန်တက်ဖြတ်တာတွေဒီဇော်ထက်လုံးခဲ့တယ်အများကြီးရှိတယ်ဒီလိုပြဿနာတွေကိုလည်းအနုကြာပြည့်တယ်ပေါ့ဖြည့်ချင်းပေးခင်နိုင်ဘူးပေါ့နော်ဖြည့်ချင်းပေးနိုင်တဲ့အတွက်ပြည်သူလူထုရဲ့ထောက်ခံမှုမရတော့ဘူးဗျဒါပေမဲ့သူတို့ကတော့ဒီဟောနော်ဒီအဓိက PDA သူတို့နဲ့ရထား PDA တွေ local PDA တွေကိုအကြောက်ပြပြီးရင်ပုံကနေပြီးကျွန်တော်တို့ကဟိုလာဒီဥဆုံးအဖွဲဆိုးအဖွဲစီဆိုပြီးရင် မကြမကြပြောတယ်အဲ့တော့အဲ့ဒီသူတို့ဖွင့်စတဲ့ NUG ထဲမှာ NUG ထဲမှာလည်းเนาะတောင်တရားအဆင်ပြေတာမရှိဘူးနော်နိုင်ငံခြားဝင်ဝင်ကြီးတယ်အများကြီးပေါ့ဗျာအဲ့ဒီမှာသူတို့ကအရင်ကဆိုလို့ရှိရင်ဒီငွေကြေးရဲ့ကိစ္စနဲ့ပတ်သက်ပြီးပေါ့နော်နာမည်လင်ကလာတွေကိုဆွေးထည့်တာကိုကျွန်တော်တွေးရတယ်အဲ့လူတွေကိုဒီကိုပြောချင်တာပြောခွင့်ပြုပြီးရင်နောက်ကွေရနေဘာမှထိန်းချုပ်နိုင်တဲ့အာမရှိဘူးအဓိကသူတို့ကငွေကြေးတွေ့လိုက်နေတာဖြစ်တယ်နော်အဲ့ဒီကိုဒီကို ပြောဆိုခွင့်ပေးထားတယ်သူတို့ပြောဆိုခွင့်ခွင့်တွေဟာဒီကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့တော်လှန်ရေးဖွဲ့တွေအတွက်တိုင်းသားဖွဲ့လူမျိုးတွေအတွက်ဒီတကိတ်ကိုမကောက်တဲ့အကြံစီပါတော့သီသီကြီးနဲ့ဓာတ်တွေကိုသူတို့ဟာ NUG ကနော်အဖွဲ့စီကမြေနာလွေခေပြလုတ်ခေတော့ကြောင်းတွေ့ရတယ်ဒီရအချို့ဆက်တွေကဘာဖြစ်တာလဲဆိုတော့တော်လှန်ရေးတော့ထိခိုက်လာတယ်ကျုံကြည့်မှုနေပါလာတယ်အန်ယူဂျီနဲ့ပတ်သက်တဲ့အဖွဲ့အစည်းဆိုလို့ရှိရင်အဲအန်ယူဆိုတဲ့အန်ယူဂျီဆိုတဲ့အသင်ကြတာနဲ့ ဒီ EO တွေကလုံးနေအောက်ကလုံးနေတဲ့ PDL တွေကိုတော့နော်ဒီဘယ်လိုပြောမလဲအထင်တွေ့မှမှုတွေဝင်လာကြတယ်ဒီတော့စကတဲ့ဒီမှာတော်လိုင်းကအာနေသွားတယ်တော်လိုင်းအာနေသွားဆိုတာဘယ်လိုပြောမလဲလူကြီးလူရှိတယ်လက်နဲ့မရှိတော့ဘူးဒိခါထောက်ပွင့်ထောက်ပွင့်နေမှာရတော့အရင်ကလက်နဲ့ထောက်ပွင့်ရရိခါလည်းနောက်လို့ရတယ်ဟုတ်လားနောက်ကြရိခါထောက်ပွင့်လက်နဲ့ထောက်ပွင့်နေသွားပြီးသူတို့ကတော်တိုက်ပွဲတွေမှာပေါ်ဆင်နေတဲ့ဘောရောက်တော့တယ်နောက်ဆုံးအစ်စ်ပါဖြစ်တော့လဲ ဲ့ဒီ BNRA လို့အခုလက်ရှိ BNRA ဘောတော့အဲ့လေဖွေးစီဒီကိုတော့ဒီလက်ရှိစခိုင်းတိုင်းမှာတိုက်ပွဲမဖော်နိုင်တဲ့အတိုက်အတာတစ်ခုဖြစ်သွားတယ်တိုက်ပွဲဖော်မလို့ရင်တော့အဲ့ဒီပါသွနုံးနဲ့တွားပြီးရင်ဟိုလာနေမျိုးညင်းနေတဲ့တွင်နဲ့နော်ပြဿနာတွေဖြစ်မှာဆိုတော့မထမင်းခြုံနေရတဲ့အတိုက်အတာတွေဖြစ်သွားတော့တွေ့ရတယ်ဒါတွေကပါအောင်ဖော်ပြနေတယ်ဆိုတော့ energy ကအပြောနဲ့လက်တွေ့မှာနော်ဒီနိုင်ငံအတွက်ဆိုနေပေမဲ့လက်တွေ့မှာသူတို့အုပ်စုထဲမှာ အာနာဒိုချင်းနဲ့အဖွဲ့အစည်းတခုချင်းနိုင်ငံတွဲမှုနဲ့နိုင်ငံကိုရဲ့အာနာကိုဒိုချင်းနေတဲ့လူတစုချင်းနေဆိုတော့ပေါ်နေတယ်အဲ့လူတစုကိုနော် NGO NGO ဒီအဖွဲ့အစည်းကနေပြီးဖြေထုတ်နိုင်မှစိမံတဲ့အပြောင်းလဲမှုတခုလုံးနိုင်မှနော်ပြည်သူလူထုနဲ့ EOD ရဲ့100%ထောက်ခံမှုရဖို့လို့ကျွန်တော်မြင်တယ်နော်ဒါလေးကိုတော့နည်းနည်းကျွန်တော်ပြောရှင်းတာပေါ့နော်ကဲကျွန်တော်စကားလေးနည်းနည်းဒီနေ့မှာစတေ့အခြေအနေလေးမပြောချင်ဘူးဆိုတော့တကယ်လူဝင်နေရှင်ပြောချင်တာပါလဲဆိုလို့ရှိရင် လက်ရှိဒီစကိုင်းတိုင်းထိမှာဒီဟိုတော့တိုက်ပွဲဖော်ဆောင်မှုတွေဒီစီးရင်နဲ့အာလင်းချက်တွေကအဓိကပါဖြစ်ပါဖြစ်လို့ဆိုတော့အဲ့ဒီအဖွဲစီးတွေရှင်းရှင်းပေါ့နော်တောင်းတရားမယုံကြည်မှုတွေကြောင့်တိုက်ပွဲဒီတော်လည်းရေးထိမှာအားနေတော့ကျွန်တော်တွေးရတယ်အဲ့တော့ဘုန်းကပြောတယ်လို့ပြောမယ်ဆိုလို့ရှိရင်အညာအညာလူညာသားတွေတတိမနေပါဘူးသွေးမနေပါဘူးနော်တတိလည်းမကြောက်ဘူးသွေးလည်းမကြောက်ဘူးသို့တော်လည်းသူတို့မှချီတဲ့လက်နဲ့ရိတ်ခါအင်အားတွေဟာလက်နဲ့အဓိကအင်အားတော့လက်နဲ့နဲ့ရိတ်ခါတွေဟာ နောက်ကပဲပူဖူတဲ့နေပါတဲ့အတွက်နဲ့နော်ဒီတိုက်ဝေးဖော်ဆောင်မှုတွေအားနေသောတာကိုကျွန်တော်တွေးနေရတယ်။ဒါတွေကိုမြန်မာပြည်သူလူထုအနေနဲ့နော်ဗမာလူထုအနေနဲ့တည်တည်ချာစဉ်းစားဖို့လိုတယ်။ငါတို့ကဘေးအဖွေးစီးကိုထောက်ပံ့ရမလဲဘေးအဖွေးစီးကတကယ်လုံးနိုင်တယ်လဲဆိုတာကိုသိဖို့လိုတယ်။နော်ခင်ဗျားတို့ဒီပုဂ္ဂိုလ်ဆွေးပါတီဆွေးကိုဘေးဖိထားဖို့လိုတယ်။အခုကြည့်လိုက်ကျွန်တော်တို့ကျွန်တော်ဟာထဲမှာလက်ရှိစက္ကစထဲမှာပုဂ္ဂိုလ်ဆွေးပါတီဆွေးတွေနော် အချိန်မှာတော့ခင်ဗျအတိတ်ကြီးတိုင်းနေကြတယ်တည်နေကြတယ်တိုးတော်လည်းနောက်ကလူတွေကဘာဖြစ်လဲဆိုလို့ချင်းချင်းအချိန်ချီးတိုင်းနော်အဲ့ဒီဒီစကားစားကိုထောက်ခံတဲ့လူတွေရဲ့နော်သတင်းမီဒီယာတွေမှာကြီးလိုက်သူတို့အနိုင်ကြီးပဲရှိတယ်သူတို့အချုပ်ဆိုတာမရှိဘူးနေ့စဉ်နဲ့အများနိုင်တယ်ပဲသူတို့ကတကယ်မြေပြင်မှာအဲ့လိုဖြစ်နေသလားမြေပြင်မှာကဆက်ကျင်ဖက်တွေဖြစ်နေတယ်သူတို့ကပြောလိုက်ပါဟာတောက်ခဲမှာငါတို့တောက်ခဲကိုသိမ့်လိုက်ပြီးတောက်ခဲမှာထိုးစစ်တင်လိုက်ပြီးဟာတောက်ခဲကစစ်အုပ်ဝေးတွေပြန်လာကြပြီးဟုတ်လားကြိုးဆူကြပြီးပွေးတွေလူတွေထင်ကြောက်လောက်တယ် နှစ်ရက်မကြာဘူးလူအင်အားရိတ်ခိုင်အင်အားလက်နက်အင်အားလည်းပြန်ပိုးနေရတယ်ဒီလိုမျိုးတွေကျွန်တော်ကြုံတွေ့ရတယ်အခုလက်ရှိဆိုရင်ခင်ဗျတောက်ခဲမှာတိုက်ပွဲတွေပြင်းထန်နေတာပဲဒါတော့ချင်းချင်းပြောမယ်ဆိုရင်တောက်ခဲမှာဒီလောက်ထိကြာတော့အကြောင်းတစ်ခုကပါလို့လား TNA အနေနဲ့နော်ချင်းချင်းပြောမယ်ဆိုလို့ရှိရင် PDN နဲ့ပြဿနာဖြစ်တယ် TNA က KA နဲ့ပြဿနာဖြစ်တယ်အဲ့တော့တချိန်က PDI နဲ့ TNA တို့ကဝိုင်းဝင်းပြီးပေါ့နော်ဒီလို တိုက်ပွဲမျိုးတွေဆင်တွေ့ခဲ့တဲ့အချိန်မှာဟုတ်လားဘာပဲဆိုဆိုစိတ်သက်ကိုအလူအားနဲ့တိုက်ပွဲတွေနေသလောက်နောက်ချိန်မှာဒီအခုချိန်မှာဆိုလို့ရှိရင်ဒီဗမာလူငယ်အများကြီးပြည် PDF တွေကလေကိုဒေတာကိုပြန်ဆင်လာတဲ့အချိန်မှာ TNA မှာနောက်ခင်ဗျားတို့လက်ရှိခေါ်ထားတဲ့တရုတ်တွေကခြေတန်းကထွက်ရလို့လို့ကျွန်တော်မေ့ရှင်းတယ်ဟမ်ပလုံတအောက်လူငယ်တွေကတော့ထွက်နေခြေတန်းထွက်နေပါလေခင်ဗျားတို့အဲ့ဒီတရုတ်ခင်ဗျားတို့အခုရောက်နေတယ်ခင်ဗျားတို့ဆီမှာရောက်နေတယ်တရုတ်တွေနော်တအောက်တဲမထွက်အောင်နေတရုတ်တွေခြေတန်းကတော့ကြိုက်ပြီလားလို့ကျွန်တော်မေ့ရှင်းတယ် ရှင်သူတို့ရှင်တန်းပိုးတဲ့နောက်မှာထားဆိုပြီးခင်ဗျားတို့ဒီရက်အပေါ်ကလည်း language တရုတ်ကဒီလိုမျိုးအမင်းပေးထားသလားဟမ်အဲ့တော့တော့ခက်ကပက်ပက်လေးဝိုင်းပြီးရင်ခိခါပြက်လက်နဲ့ဖြတ်ဒီလောက်ပဲရတဲ့အစင်ပဲဖြစ်နေခင်ဗျားတို့အဲ့တော့ဟိုဖားနေပြီးအဲ့ဒီစကန်ကထွက်တိုက်လို့ရှိရင်ပြန်တိုက်ဒီလောက်ပဲဖြစ်နေတဲ့အတိုက်တက်ခုမြင်ရတယ်အဲ့တော့တောက်ခက်ကမသိနေဆိုတော့ဇယ်လန်ကအဲ့ဒါပါပဲနောက်ပြီးရင်ဒီတောက်ခက်ထင်းမှာလည်းဟိုကြောင့်ဒီကျွန်တော်တို့ဒီအမြောက်စကန်ကလင်းကခုရှိတယ်နော်အဲ့ဒါကြောင့်လည်းပါတယ်အဲ့ဒီအကြောင်းနဲ့ကြောက်ရောက်တောက်ခက်ကလည်းခုချင်းထိအလုံးစုံမသိနေဘဲနာဖြစ်တယ် ခုလက်ရှိဆိုလို့ရှိရင်တောက်ခက်ပါလိုက်ပို့ပြန်ထန်လာတယ်ပြန်ထန်လာတယ်အတွက်နဲ့ဇာကဆာကနောက်ထပ်နော်အင်းအားလည်းနိုင်အလူအင်းအားဒီကိုပြန်ပို့နေရဖြစ်တောက်ခက်တွေပေါ့အဲ့တော့ဒီဟိုဟာဝဗမောဝဗမောမလည်းဒီတိုင်းပဲအခုဆိုရင်ဒီဇာကခ23ရက်အနည်းဆုံးဖြစ်တဲ့ကာကန်စကန်တွေကိုဝင်ရောက်ပြီးအဲ့ဒီဇာကခ23နဲ့ရင်းမောတိုက်ပွဲတောက်ဖြစ်နေပြီလို့ကျွန်တော်သိရတယ်နိကေယီနဲ့ဒီဇာကဆာနဲ့ဒီတော့ မြတ်ပြောတယ်ဘယ်ဘမောကမချသေးပါဘူးကြားမှမချသေးတာမချမချသေးဘူးပေါ့သို့တော်လည်းခင်ဗျားတို့ပြောနေတယ်လို့ပေါ့ဟာဒီမှာဟိုမှာဟိုမလေးမှာဒီ PDN NTN တွေကို drone ပုံတော့ချလိုက်တယ်ဟိုကပြည့်တယ်ဘယ်တော့မြင်တာပဲဒါပေမဲ့ခင်ဗျားတို့ချတာအင်ဒီပဲချနေတာကျွန်တော်တွေ့တာပဲအဆောက်အုံတွေပဲချနေတာပဲဟိုကောင်တွေကတော့ပြည့်တော့ပြည့်တော့တဲ့ရှင်မချပြင်းနဲ့ခင်ဗျားအဆောက်အုံဖို့ချရဲဆိုတော့အဆောက်အုံတွေကရှိလာမချဘူးမသိဘူးဟင်အောက်ကတော့ချင်းချတာခင်ဗျားသိမလားအောက်မှာဒီကျွန်တော်တို့ဘုံကုန်ချင်းချခင်ဗျားသိမလားသိဘူး ဲ့ဒီတော့ခင်ဗျားတို့ကတော့ကိုချောင်းပေါ့ဗျာဒီကောက်ခံရိုက်ထားပြီးတို့လေးတော့ပြားတာပေါ့တကယ်လက်တွေ့ပြားနေတာကဒီဘက်ကတော်လည်းဖွေးတယ်ခင်ဗျားကြည့်လိုက်ခုဒီခင်ဗျားဒီအညာဒီဟွာပေါ့မကွေးဖက်ပါဆိုလို့ရှိရင်တိုက်ပွဲတွေဖြစ်တယ်အဲ့ဒီဘလောက်သေးတယ်ခင်ဗျားစစ်သားတွေစေကနန့်သေးတယ်ဟမ်နောက်ပြီးအခုဒီမကွေးဖက်မှာရှိတဲ့ဒီခင်ဗျားတို့ဒီအေးမွေးဝေးတိုက်အေးရွေးတိုက်ဖက်မှာဆိုလို့ရှိရင်စားကားစားတွေနော်အားခတဲ့တော့ပူပေါ်မှာမိတ်တွေထိုးစစ်တွေပါခင်ဗျားတို့လူအင်းရတယ်ဘလောက်ပြုံးသေးမသေးဘူးလဲနောက်ထပ်တိုးပေးနေကောအင်အားမရှိဘူး ဒီတော့အင်အားမရှိတဲ့ဘာဘာပြီးထက်လို့လဲဆိုတော့သူတို့ကနော်ဘာပြီးထက်လို့လဲဆိုတော့ဟာဒီဟာယခိတွေကအပြတ်ချင်းနေပါတယ် PDF ဗတ်တွေကအပြတ်ဖြိုးနေပါတယ်ဟမ် TN တွေကကိုယ်တွေကစော်နေပါတယ်ထုတ်တော့ထုတ်တာပဲခင်ဗျားတို့တည်နေအဲ့လိုထုတ်ထုတ်ပြီးသိမကြခင်ဗျားခင်ဗျားတို့ထုတ်လိုက်တဲ့တည်နေရဲ့နောက်ဆက်တွေကဖြစ်သွားတယ်ဆိုတော့တော်လေးဖွေတွေရဲ့ tap ဖြစ် AR နဲ့ပေါ့နော်ဒီသူတို့ရဲ့ဒေါသစိတ်တွေနဲ့ပေါက်ဆစ်လိုက်တဲ့အခါ တိတ်မကြခင်မှာအဲစကန်ဒီမှာရှိတဲ့စက္ကစလူတွေဟာအလောက်ပြောက်ဇင်းရင်ပြောက်ဖြစ်သွားတော့တွေ့ရတယ်နော်ဒါလေးတော့ခင်ဗျားသတိဖို့လိုတယ်ကျွန်တော်ကတော့ခင်ဗျားတို့ကိုတိတ်အများကြီးမပြောချင်ဘူးရခိုင်ပြည်တန်းလည်းကျွန်တော်အများကြီးပြောပြီးပြီရခိုင်ပြည်တန်းမှာလည်းခင်ဗျားတို့အဲ့လိုအော်ခေလို့နော်ခင်ဗျားတို့ဒီတောက်ကုန်းတို့နော်ကြောက်တော်တို့ဒီမင်းမြားတို့ပုံနာကျွန်းတို့နော်ဒီမောင်တော်တို့အဓိကပေါ့နော်အဲ့ဒီနေရာဒီမှာခင်ဗျားတို့ရဲ့အလောက်တွေဟာဇင်းအင်မချီအင်မချီဒုက္ခရောက်တော့ကျွန်တော်ပြောပြီးပြီ ခင်ဗျားထဲအော့ရှင်နဲ့အော်ဘာဖြစ်လဲတော်လိုင်းရဲ့အဖွဲ့ရအေးမဟုတ်ဘူးတော်လိုင်းရဲ့အဖွဲ့တွေကအားလုံးစင်းစင်းရတယ်ခင်ဗျားတင်လာတဲ့ post တွေအခုလုံးစင်းစင်းယူထားတယ်ခင်ဗျားတို့ဟုတ်လား interview တွေမှာတခုစီခွေစစ်သားတွေတို့ခေါ်မှာပေါ့နော်ခင်ဗျားစကားစကားကုန်လေနောက်တဲ့ရောက်ပြီအထင်နဲ့ interview ရှိရှိပြုတယ်ခြေထက်ပြန်ရောက်တော့အချိန်မှာတိုက်ပွဲမှာအရှင်ဖဲမိသွားတယ်သွားပြီအသေးလေးကိစ္စမရှိဘူးသူကကြည့်လိုက်ခရီးသားမှာအဲမှာဆိုလို့ရှိရင်ကြိုးကြော်ပြောတဲ့ကုန်လေးဘာဖြစ်ခဲ့လဲဟမ်အခုစစ်တီမှာလာအောင်မှာခင်ဗျားတို့ကြော ကြိုပြောမယ်အေးအေးစစ်တွေကိုလည်းဒီနေ့သိမ့်ဒီနေ့ရတယ်မနေ့ဖြတ်သိမ့်မနေ့ဖြတ်ရတယ်မသိမ့်သိမ့်ဘူးသူခင်ဗျားတို့ကျွန်တော်အမြင်နဲ့ပြောတယ်အေးကလည်းကြားကလည်းတားကောက်ကစားသူကစားအောင်မှာဖလောက်ဖလောက်နဲ့ခင်ဗျားလက်တင်နဲ့ကုတ်လိုက်ဟုတ်လားခုဘက်ကခုံလိုက် ကောက်ကိုဆွေးလိုက်ခုတ်ကိုဆွေးလိုက်လောအောင်မှာအေးခင်ဗျားတို့ကိုလောအောင်မှာဆွေးတွေ့မှာကြောက်မှလည်းလုံးနေတယ်ခုကြောက်မှလည်းအဲ့လိုလုံးနေတာဟုတ်လားဟာခဏလေးဒီလက်ရှိနဲ့လက်ရှိနဲ့လက်ရှိနဲ့ပြဒူ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 ဆက်တိုက်ဖြစ်ချိုးလိုက်ရင်ဖြစ်ပြပြပြနေတော့တဏှာလိုက်အေးပြောင်းသွားပြီ ဟာပြောတော့ပြီဆိုပြီးဟောလက်လက်ကြည့်ပြန်ကြည့်အဲ့ပြင်းနေကြတဲ့အေရဟိုဘာသိမ်းဖို့တွေထပ်ပြင်းဟာအမျိုးမျိုးကစားပြနေတယ်အဲ့လိုပြောပြတာအေရခမရတို့ကလည်းကြာကသားကကိုကစားတယ်လို့ဟိုမိချွေချွေလင်းနေဒါဇင်းလေးခမရတို့နမိတ်ဖြတ်ထားတာဟုတ်လားမဟုတ်လားခမရတို့မျိုးစောင်းကြုံနေကြခမရတို့ကျွန်တော်အမြင်နဲ့ပြောခဲ့တယ်နော်အဲ့ရတချို့တော့ပြောခမရတဒိန်းပေးနေတယ်လို့ပဲလေနော်မင်းပြတိုက်ဖို့ဟုတ်ကောမကျွန်တော်ပြောခဲ့ဖြစ်နေပြီအထိမရှိနေမကောင်းတော့လက်လက်ချလိုက်လက်လက်ချတဲ့အခါကျွန်တော် YouTube သိမ်းမသုံးဘူးနော် Facebook မှာပြောတယ် ။ဘာဖြစ်လဲအဲ့ဒီမှာရှိတဲ့ဒီကျွန်တော်တိုက်ကြီးမှာရှိတဲ့နော်ဒီအဲ့ဒီမိဘတိုက်ဖို့ကိုအထင်မှရှိတဲ့ဘုံမူကြီးတယောက်ရအမျိုးသမီးနဲ့ကျွန်တော်နဲ့ဆက်သွေးရတော့မော်လေးရလုပ်ပေးပါအောင်ပြောပေးပါအောင်။ဟာကျွန်တော်လက်ဝဲပြောနိုင်တယ်လို့။ညာအောက်မှာတိုက်ဝဲဖြစ်နေတာကျွန်တော်ကလည်းအဲ့ဒီတိုက်ဝဲဖြစ်နေတာမှာဟဲ့ရဲလိုက်ပါတော့လုံးလုံးမရဘူး။ကျွန်တော်ကပြင်လူတွေခင်ဗျားတို့ကလင်းဝင်လိုက်ညှင်းချက်လုပ်လိုက်ဒါဆိုခင်ဗျားတွေအသက်အရှင်းတာပေးမယ်။ဒီလောက်တော့ကျွန်တော်အာမခံပြလို့ရတယ်။ကျွန်တော်အာမခံရမှာဘူးလက်နဲ့ချလိုက်ရင်အာခံတဲ့တော်နေအသက်အရှင်းတာပေးမယ်လို့ပြောပြီးသားဖြစ်တယ်။ပြောခဲ့တာပဲလက်မခံဘူးသေစင်းပြောင်းအင်းပြောင်း။ဟမ် မဟုတ်တော့အဲ့လိုပဲဘုသူတော်ရန်တော်တယ်ကြည့်ခင်ဗျဘုသူတော်မှာအလင်းဝင်ကြအာလုံးအေးအေးချမ်းချမ်းနဲ့ကျောက်တော်မှာတချို့တချို့ကလည်းအလင်းဝင်နေဘလောက်အေးအေးချမ်းချမ်းဖြစ်သွားလဲအလင်းဝင်ကတော့သေးအဲ့လိုပဲစစ်တွေတောက်ဖြူနော်ကစားနေပြီအေးအေးတိလားကြားကားနေပြီသောက်ကိုကစားလို့ကစားနေပြီအဲ့ဒီကစားတဲ့အချိန်မှာကိုယ်မသိချင်ရင်တော့ခင်ဗျာကြားရရင်ခွင်းနဲ့ဝင်ခိုင်းပါအဲ့လိုဆိုရင်တော့တိရမှာခင်ဗျာချင်းချင်းတို့ကြားတော့သောက်ကိုတေးတေးလေးဟုတ်လားဆိုရှင် ဘယ်လိုဖြစ်သွားလဲမသိဘူးရှင်းသွားတယ်အချင်းအချင်းသာစိတ်ဝင်သွားတာမသိဘူးအာသွားလဲတကယ်ခေါ်တော့တယ်အခုလည်းအဲ့လိုပဲတော့ကြောက်ဖြူစိတ်စိတ်တွေမှာရှိတဲ့စာကစားကောင်လေးပြီးတော့ကြိုဒီမဲ့အလင့်ဝင်ထားချင်အဲ့ဆိုပြီးတော့မိသားစုနဲ့ချက်တာခွင့်ရမယ်အခုကြည့်လိုက်အရာဝေးတိုင်းဝင်လာပြီတော်လည်းဖွေးတယ်နော်အဓိကဒီ PDF တွေအရာခက်တဲ့တော်လည်းတဲဖို့ရှိနေပြီးသားအခုလည်းရှိ PDF တွေနဲ့နောက်ထပ်တော်လည်းဖွေးဝင်လာတယ်အဲ့လိုပဲမကွေးမတိုက်ဖွေးတဲ့အခြေအနေဖြစ်တယ်လေအင်အားထောင်ကျော်ချီတဲ့အင်အားအခုအင်အား၄၅၆ပဲရှိတော့တယ်နောက်ထပ်ဆိုဒီ step အင်အားပြုံးဆုံးတော့ခင်ဗျနောက်ထပ်ဘလို့ပြန်ဖြစ်နိုင်မလဲ ပြန်ဖြစ်လိုက်တဲ့ထောင်းလက်ရှိပြန်ဖြစ်မဲ့လူတွေကအဲ့လိုလူသစ်တွေခင်ဗျားတို့ကိုအတင်းကျခေါ်ပြီးရင်လက်နဲ့တက်ဆန်းလူတွေပြေးမှာလွှမ်းမှာသေမှာနဲ့ဘာမှထူချဘူးအဲကြောင့်မင်းအောင်လာရဲ့နောက်ဆုံးထွဲကဘာလဲဗီရီကောက်ပွေးကိုနှစ်မျိုးမှလည်းသုံးမျိုးမှလုံးပြီးရှုံထုတ်ရှုံထွဲဖို့စူးစမ်းနေတာအဲ့တော့သူပြောခဲ့တယ်ဒီနေ့ကုန်ဒီဇင်ဘာသို့မဟုတ်နောက်နေ့2025ဒီဇင်ဘာသို့မဟုတ်2026ဇန်နဝါရီကိုပြထားတယ်ဘယ်လိုဖြစ်မလာဘူးခင်ဗျားကြည့်ထားဘယ်လိုမှဖြစ်ဘူးအခုဆိုရန်ကုန်မြို့ထိတော့တက်တနာတန်းနေပြီမန္တလေးမှာမကြိုက်ခင်တော့တိုက်ပွဲတွေကြားရတော့မယ် ကြိုပြောမယ်နော်မန္တလေးမှာမကြာခင်အချိန်တွင်းမှာလာပိုက်လောက်မှာတိုက်ပွဲတွေပြင်းထန်စွာခင်ဗျာကြားလိမ့်မယ်အဲ့ဒါအဲ့ဒါလေးတွေကိုခင်ဗျာသိထားဖို့ပြည်သူတွေမှာရှိတယ်နော်ရန်ကုန်မန္တလေးမှာရှိတဲ့ပြည်သူလူထုတွေနဲ့ကျွန်တော်ဒါလေးကိုတော့ခင်ဗျာအကျင့်ပြရှင်းတယ်ခုလုံးတင်တာလုံထကြပါလို့ငိမ့်မနေနဲ့အေးရမှာမဟုတ်ဘူးဒီကိစ္စမှာအေးဘူးဆိုတော့ကျွန်တော်ပြောရှင်းမယ်ကဲကျွန်တော်စကားလေးနဲ့ခြေတော်ပြီးဒီနေရာမှာပြောရှင်းတာကတော့ဒီလက်ရှိဆိုလို့ရှိရင်အဲ့လိုတိရတိုက်ပဲကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်နေအဖြစ်ပြက်တွေမှာ ျွန်တော်တော်တော်လေးအဖွေတွေဟာဟုတ်လားအင်္ဂလိပ်နိုင်ငံတွေနဲ့မဆက်ဆံလို့မရဘူးဆက်ကိုဆက်ဆံရမယ်ဆက်ဆံတဲ့အခါမှာယုံကြည်မှုရှိအောင်တည်ဆောက်ကြပါလို့ကျွန်တော်အကျဉ်းပေးချင်တယ်လက်ရှိခင်ဗျားတို့အမြင်အားတော့နော်ယုံကြည်မှုဆိုတာကိုယ့်ကိုဂုတ်ကြိုက်ပြီးရင်သူတို့လိုရခိုက်ဖို့မဟုတ်ဘူးတော့ကျွန်တော်ချဲပြချဲပြခုမှချင်းနေတာတိုက်တာကတရုတ်ကကိုယ်ကပြီကိုယ်လိုရသလိုခိုင်းခိုင်းနေတယ်ကစားနေတယ်အဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်အခက်တတော်နဲ့ဘင်္ဂလားဒေ့ရှ်နဲ့ဆက်ဆံရေးဟာဟုတ်လားမိတ်ဖက်နိုင်ငံတစ်ခုအဖြစ်နော် ျွန်တော်ဆက်ဆံတာဖြစ်တယ်ကျွန်တော်ကဘသူကမှလည်းကျွန်တော်တို့ဟိုသွားပြီးအချောင်းအောက်ကျုံမခံတယ်လို့ဘသူရဲ့ထင်းချူမအောက်မှာကျွန်တော်သွားမှာမဟုတ်ဘူးဒါပုံမှန်တိုက်သွားနေမှာသူ့ကိုလည်းကို respect ပေးတယ်ကိုလည်းသူ့ကို respect ပေးတယ်ဒီလိုမျိုးသွားမှာအဲကြောင့် KA ကအဲ့လိုတည်ဆောက်တဲ့အတွက်နဲ့တရုတ်ကကေကမုံမုံတယ်အဲကြောင့်နောက်ထပ်သူကသူ့လက်သက်မွေးလို့ရမယ်ဝါတို့ကိုကန်တို့တည်ရနေတို့ကိုလက်သက်မွေးတော့ကျွန်တော်တွေးနေရတယ်ဒါကတော့နော်ကိုဟာကိုဆုံးဖြတ်ကြအဲ့တော့ နေမှာဒီကျွန်တော်ဒီ post ပေါ်မှာတော့ကျွန်တော်ပြောရှင်တဲ့စကားပြောရှင်တဲ့စကားရအထိပ်ပြပါလဲဆိုတော့လက်ရှိမြန်မာနိုင်ငံအလေးဘက်မှာတော်လိုင်းရင်အားတွေနေတော့တာမဟုတ်ဘူးမြန်မာနိုင်ငံအလေးဘက်စကိုင်းတိုင်းကိုရင်းအဲ့ဒီဖက်မှာဒီရန်ကုန်မင်းလေးမှာတော့ဗမာလူငယ်တွေဟာတတိကြောင်လို့သွေးကြောင်လို့ပြောတာဖြစ်နေမှာမဟုတ်ဘူးအခွင့်ခါကိုစောင့်နေတယ်အခွင့်ရဖို့အတွက်မဟာမိတ်တွေနဲ့ပူပေါင်းပြီးပေါ့နော်မဟာမိတ်တက်တွေနဲ့ပူပေါင်းပြီးရုံတိမှုတွေစောင့်နေတယ် ီယုံယုံမှုတိဆောက်မှုအတက်အပိုက်ပါတခုခိုင်လုံတော့ပြီဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဒီလက်ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်လာပြီးစကားဆက်အများဆုံးပြုတ်ချနေမှာဖြစ်ပါတယ်အဲ့ဒီအတွက်အဓိကဒီမြန်မာနိုင်ငံအလေးပိုင်းကိုနော်တာဝန်ခံထားပါဆိုတဲ့ဒီ NUG အနေနဲ့ခင်ဗျားတို့အဖွဲ့အစည်းမှာပြုပြင်ပြောင်းလဲတဲ့လုံသိမ့်ပြီးတော့ကျွန်တော်တို့ကမြင်တယ်ကျွန်တော်မှမဟုတ်ဘူး။နော် PDF တွေလည်းပြောတယ်။မြန်မာနိုင်ငံရှိပြည်သူလူထုကပြောနိုင်ငံတကာမှာရှိပြည်သူလူထုကပြောတယ်။မပြုတ်ပြင်မပြောင်းလဲလို့မရဘူးခင်ဗျားတို့အဖွဲ့အစည်းကို။ခင်ဗျားတို့အဖွဲ့အစည်းကို ြုတ်ခွင့်ပြုတ်ပြင်ပြောင်းလဲရမယ်ခင်ဗျားတို့ဖွေးစည်းနေမှာအာနာမက်ပြီးအာနာယူနေတဲ့သူဖွေးငွေကြီးနောက်ကသာ live နေတဲ့နိုင်ငံရေးကိုအချုပ်ပြောင်းနေတဲ့နောက်နေဖွေးနေတော့တကယ်တော်လည်းကိုတော်စိတ်ဝင်စားကြဖွေးစုပြီးသုံးခွင့်ခွင့်နေတယ်အဲ့ဒီတော့တော်လည်းကိုစိတ်ဝင်စားကြဖွေးကရန်နေပါလူက၃လ၅ရလောက်ပဲရှိတယ်ကျန်တဲ့အဖွေးနှစ်ဖွေးကတော့ငွေကြီးနဲ့အာနာကြောင့်လုံးတော့တွေးရတယ်ဒါကိုခင်ဗျားတို့အနေနဲ့ကိုကကိုစဉ်းစားကြပါလို့ကျွန်တော်တို့ဒီဟာချန်ပြနေတယ်နော်အဲ့တော့အခုလက်ရှိဒီဘယ်ပေါ်နော်ဒီရက် အမေရိကန်ကိုလာတယ်ဒီနေ့တော့ new york ကောက်တာမသိဘူးနော်အဲ့ဒီမှာလဲညာကြီးစရာတွေပါပဲမပြောတော့ဘူးကျွန်တော်ဒီစရာတွေတော့သူသူတို့ဟာသူလုံးနေတာကြာကျွန်တော်မြန်မာနိုင်ငံနဲ့ပတ်သက်တာမဟုတ်ဘူးကျွန်တော်ကမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့တော်လိုင်းနဲ့ပတ်သက်တဲ့အချက်တွေကိုခြားပြချင်တယ်အဲ့လို့ကြီးစရာတွေပြောချင်မယ်ဆိုရင်နောက်ထပ်ပိုးသက်သက်တင်မှာဖြစ်မယ်နော်ဒါလေးတော့နားလည်ပေးလိုက်ပါနော်အဲ့တော့ကျွန်တော်မြန်မာပြည်သူလူထုအနေနဲ့နိုင်ငံတကာပြည်သူလူထုအနေနဲ့ session ကိုကျွန်မနဲ့ပြည့်စုံကြပါစေအခုဆိုရင်ကျွန်တော်ကြားတဲ့သတင်းတွေကမကောင်းဘူးအမေရိကန်မှာဆိုလို့ရှိရင်နော် တော်ရင်ထရရဲ့နော်ဒီဗီဇာပေးတဲ့ထက်မှာမြန်မာနိုင်ငံပါတယ်ပါတော့ YouTube ပါတာမဟုတ်ဘူးနော်ဒီကျောင်းသားတွေကဆက်ပါတယ်ကျောင်းသားဗီဇာတွေအလေးအလာပဲဗီဇာတွေစစ်ကိုအကုန်လုံးကိုနော် subscribe လုပ်တာဘန်ထားတာအဲ့ဒီတော့ဒါအကုန်လုံးလက်ခံတယ်မဟုတ်ဘူးနော်ကျွန်တော်နိုင်ငံလိုဟုတ်လားအေယူယူသားသား Asian ရှယ်တဲ့လူလူမျိုးတွေကိုဒီလိုတော်တော်ထပ်ပေးလိုက်တဲ့ဆိုတာဘာအတွက်လဲနိုင်ငံမှာတည်ငြိမ်မှုမရှိတဲ့ခါကျွန်တော်တို့ခါရောက်တဲ့နေရာမှာ ရောက်တဲ့နေ့တိုက်ပီတွေကပြန်မထွက်တဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေရဲ့ဘဝကိုတည်သွားတဲ့အတွက်နဲ့နော်အားဒီကောင်တွေဝင်လာတယ်သူတို့နိုင်ငံပြဿနာဖြစ်ကြတယ်နိုင်ငံမှာနေတယ်အကျက်ဖက်မလုပ်ပြီမဲ့နော်ဒီဘယ်လိုပြောမလဲဒီနိုင်ငံလာပြီပေါ့ဗျာဟုတ်လားနေထိုင်ခွင့်တောင်းတယ်ဆိုရင်အဲ့ဒါတွေကိုသူမြတ်နိုင်ငံတွေနဲ့သူတို့မကြိုက်နိုင်ငံတွေနဲ့လုံလိုက်ပြီမြန်မာနိုင်ငံကဆွေးထိတ်လိုက်တာဖြစ်တယ်ဒါပါဖြစ်တဲ့နိုင်ငံမှာအုပ်ချုပ်နေတဲ့ခွေးတွေမကောင်းလို့နိုင်ငံကအုပ်ချုပ်နေပါတယ်ဆိုတော့ဟမ်လက်စမွေးဖောဖောနဲ့ရှင်သီလာအောင်မွေးတဲ့ဘေးဟုတ်မလဲခွေးရှင်သင်းဖြစ်နေတယ်ဟမ်ခွေးရှင်သင်းမင်းအောင်လဲအုပ်စုကြောင့် နော်အဲ့လိုဖြစ်နေအောင်ကျွန်တော်တွေးရတယ်အဲကြောင့်ခွေရှင်သိကိုခွေကိုခွေမဲ့သိအောင်ကျွန်တော်အဲလေဆန်ခွေကိုထုတ်ဖို့တော့အချိန်တန်ပြီးတော့ဒီနေ့နေ့ပြီးကျွန်တော်ပြောလိုက်ရှင်ပါတယ်နော်အဲကြောင့်ပြည်သူလူထုအနေနဲ့ခွေရှင်သိကအမွှေးထုတ်ဖို့အတွက်ရေတွေးလောင်းလူကလောင်းနော်အမွှေးထုတ်ဖွဲ့လူကအစင်းသိလှူထားကြဘာအဲ့ဒါဘာလဲဆိုတော့ခင်ဗျားတို့ဒီတော်နေရဲ့အတွက်ဘလောက်ဒီပါဝင်ကူညီဆောင်ရွက်နေပြီလဲဆိုတာကိုကိုယ့်ဟာကိုဆုံးဖြတ်ကြပါလို့ဒီညနေပြီစင်းလေးဒီလောက်နဲ့ပဲအဆုံးစစ်တော့ဒီနောက်မှပဲပြန်တွေ့ကြပါစို့